ီအစည်းအဝေးမှာသမ္မတချီချင်းပြင်ရဲ့မှတ်ချက်စကားတွေဟာပြည်ထောင်ငံကဒီနေ့အတွင်းစတင်မိတ်ဆက်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာ AI အထုတ်ရေးဆိုင်ရာအစည်းအဝေးအပေါ်ပထမဆုံးအကြိမ်ပြောကြားချက်ဖြစ်ပါတယ်။ချိန်ထဲမှာပဲမေဂန်ပြည်သူကတော့ AI နည်းပညာကိုနိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်ထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေကိုဖော်ချထားပါတယ်။သမ္မတရှီကကမ္ဘာညံရီတူပူပေါင်းဆောင်ရေးအဖွဲ့ World Artificial Intelligence Cooperation Organization ဖွဲ့စည်းခြင်းအပြင်အထုတ်မှုဆိုင်ရာစီမံခန့်ခွဲနိုင်ပြီးပူပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်နိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ ဒါအပြင် AI နည်းပညာကိုနိုင်ငံတကာအသိုက်အဝန်းအတွက်အများပြည်သူဆုံးပစ္စည်းဖြစ်လာစေရမယ်လို့လည်းဆိုပါတယ်ဒီအဆိုရတာဝန်ရှိသူရဲ့အဆိုအရဒီဖွဲ့စည်းကိုရှိုင်းမြို့မှာအခြေစိုက်ဖို့အလားအလာရှိကြောင်းသိရပါတယ် Evet အစည်းအဝေးကို American သမ္မတ Donald Trump တက်ရောက်ခဲ့ခြင်းမရှိဘဲသမ္မတရှီနဲ့တွေ့ဆုံပြီးမှ Washington ကိုတရိုက်ပြန်လဲထွက်ခွာသွားခဲ့ပါတယ်သမ္မတ Trump မတက်ရောက်ခဲ့တဲ့ Evet အစည်းအဝေးမှာသမ္မတရှီကတရုတ်နိုင်ငံရဲ့ဘတ်ဆုံပူးပေါင်းဆောင်ရွက်မှုပုံစံကိုကိုယ်တော်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မြှင့်တင်လိုက်မယ်လို့ လေးလသုံးသက်သူတွေကမျှော်လင့်ထားခဲ့ကြပါတယ်။ EIN ပညာတိုးတက်မှုမှာ American ကုမ္ပဏီက Nvidia ရဲ့ chips တွေကအဓိကကျနေပေမဲ့ဒီအခြေစိုက် DSP လိုကုမ္ပဏီတွေကလည်းကုန်ကျစရိတ်သက်သာတဲ့ model တွေထုတ်လုပ်ပြီး algorithmic sovereignty လို့ခေါ်တဲ့ဤပညာဆိုင်ရာအချို့အချာအာဏာပိုင်ဆိုးမှုကိုရရှိဖို့ကြိုးပမ်းနေပါတယ်။ဒါ့အပြင်သမရရှိကတရုတ်နိုင်ငံဥဆောင်နေတဲ့ battery နဲ့ solar ပြားတွေလို့ အစိုးရနည်းပညာတွေကိုလွတ်လပ်စွာလည်ပတ်ခွင့်ပေးဖို့ APEC ကိုတိုက်တွန်းခဲ့ပါတယ်။ CWB မှာတော့ APEC အဖွဲ့ဝင်တွေက AI နဲ့တက်ကြီးရွယ်ကိုလူကြီးဆိုင်ရာစင်ခေါ်မှုတွေအတွက်ပူးတွဲတင်ကြားချက်နဲ့သဘောတူညီချက်တွေကိုအတည်ပြုခဲ့ကြပါတယ်။ပြည်နိုင်ငံဟာလာမယ့်2026ခုနှစ် APEC ထိပ်သီးအစည်းအဝေးကိုတရုတ်ကနေရက်စစ်ကားထုတ်လို့ရအထူးအဓိက ထုတ်လို့မှုဘိုချက်ဖြစ်တဲ့ချိုင်းမျိုးမှာအရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။သမရရှိက17တန်းလေးပါရှိတဲ့ဒီမျိုးဟာ 1980ခုနှစ်တွေကတငါရော်လေးကနေအထူးစီးပွားရေးဆောင်ဖြစ်သတ်မှတ်ခံရပြီးနောက်တိုးတက်လာခဲ့ပုံကိုလည်းမိမောင်းထိုးပြောကြားခဲ့ပါတယ်။အစ်ဘက်ဟာကမ္ဘာ့ကုန်သွယ်ရေးထောက်ဝက်ကိုကိုးစားပြုတဲ့နိုင်ငံပေါင်း22နိုင်ငံပါဝင်တဲ့အကြံပေးဖော်တယ်တစ်ခုဖြစ်ပါတယ်။